မင်္ဂလာပါရှင်။နိုဝင်ဘာလ14ရက်တောက်ချနေ့အတွက်ရှယ်ကုံရဲ့လှုပ်လှရှားရှားရန်ကုန်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့ပြည်တော်စုတိုင်းရင်းသားလူငယ်များဆွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်ရှယ်ကုံတွင်ပထမကြိမ်စုပေါင်းသွေးလူဒဏ်ပွဲကျင်းပတဲ့သတင်းဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးတကုံမြို့တိစေကန်းမြို့နယ်ရှိနေဆရေးရဝင်ကြီးဌာနပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနပြည်တော်စုတိုင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်ရန်ကုန်ရဲ့ပထမအကြိမ်စုပေါင်းသိလူတန်းပွဲကိုနိုဝင်ဘာ23ရက်နေ့နဲ့ပိုင်းကအစိုးရကြောင်းဖွင့်နေတဲ့ပင်ခံမှာမှကျင်းပကြောင်းသိရပါဗျာ။ သွေးလူတံပွဲသို့အကြောင်းကြီးဒုတိယအကြောင်းကြီးညွှန်ကြားရေးမှူးများပမောက္ခဌာနမှူးများဆရာဆရာမများဝန်ထမ်းများကျောင်းသားကျောင်းသူများတက်ရောက်ကြပြီးဆရာဆရာမများနဲ့ဝန်ထမ်းများကျောင်းသားကျောင်းသူများစုစုပေါင်း၁၀၀ဦးတို့ကစုပေါင်းသွေးလူတံကြကြောင်းသိရှိရပါတယ်ရှင်ဒီသတင်းကိုတော့ဖြိုးဆန္ဒကပြပူလာတာပါဆလတ်တင်ဆက်ပေးမှာကတော့မော်ဘီမြို့နယ်တွင်စာဖတ်ချိန်မြင့်တင်ရေဟော်ပြောဝဲနှင့်လူငယ်စကားဝိုင်းကျင်းပတဲ့တဲ့တင်ဖြစ်ပါတယ်။ အမျိုးသားအောင်ပွဲနေ့အားကျေးဇူးကွန်ပျူတာအဖြစ်ပေါ်ပြီးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသောကျောင်းစာကြည့်တဲ့များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိမြင့်တင်ရေးလှုပ်ရှားမှုဖော်ပြပွဲနှင့်လူငယ်စကားဝိုင်းခမ်းနာကိုနိုဝင်ဘာ23ရက်နေ့နက်9နာရီကမော်ဘီညောင်နေပင်ဆက်မှုစာပြုံးမွေးမြူရေးအထက်တန်းကျောင်းတည်တည်ဆောင်ခမ်းမမှာကျင်းပကြောင်းသိရပါသည်။ အခမ်းအနားတွင်ပြည်ချာရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမြို့နယ်ဦးစီးအရာရှိဦးစံဝင်းကစာဖတ်ရှင်မြင့်တင်းလှူရှားမှုအခမ်းအနားကျင်းပရခြင်းရဲ့အရွယ်ချက်များကိုပြောကြားပြီးမြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌဦးနေလင်းမောင်ချိုဝေကအမျိုးသားအောင်ဝင်းဤအကြောင်းတည်ကောင်းဆရာများကို၎င်းမြို့နယ်စာရေးဆရာအသင်းအတွေ့ရမှုဦးထွန်းအောင်ရင်ကစာဖတ်ခြင်းရဲ့အကျိုးကျေးဇူးများကို၎င်းအသိပညာပေးဟောပြောကြားကဆရာမဒေါ်လေးလေးကြီးကကျေးဇူးတင်စကားပြောကြားပါတယ်ဆလပီလူငယ်စကားဝိုင်းကိုကျင်းပရာဂရိတ်တန်ဆက်မှုမှမောင်ထုတန်အောင် ဂရိတ်တန်ဆက်မှုမှာမတ်တင်စာဂရိတ်တန်ဆက်မှုမှာမောင်တထွန်နိုင်ဂရိတ်တန်ဆက်မှုမှာမတ်တဤသစင်ပေါ်တို့ကဆွေးနွေးပြောကြားကြပြီးစကားဝိုင်းနေဆွေးနွေးဟောပြောကြတော့ចောင်းသားចောင်းသူများအားမျိုးနယ်စာရေးဆရာအသိဥက္ကဋ္ဌမောင်ချူဝေကဂုံပြုစုဝေနှင့်သုတဆောင်များပေးအချင်းမြင်ပါတယ်ယုန်နယ်လှူရှားမှုမှတ်တမ်းနေရက်ကစားဆောင်မူရစ်စေဝအသိပညာပေးနေရက်ကစားဆောင်များသုဒ္ဓရတဆောင်းစာတောင်ပြဝဲအားလ ీల ကြည့်ရှုကြကြောင်းသိရှိရပါရဲ့ရှင်ဒီတဲ့ရင်ကိုတော့ဝင်းစော်ကပြပူလာတာပါ နောက်ဆုံးတင်ဆက်ပေးမှာကတော့ရိုးမရိတ်တာအိမ်ရအခန်းများအတွက်နေထိုင်ခွင့်အကြောင်းကြားစာထုတ်ပေးခြင်းနဲ့အခန်းအနှံခြင်းအစီအစဉ်တို့အားအသိပေးကြေညာတဲ့တည်ရင်ဖြစ်ပါတယ်။တကုံမျိုးသည့်စေကမ်းမြို့နယ်ရှိရိုးမရိတ်တာအိမ်ရတွင်ရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ရဲ့အစီအစဉ်ဖြင့်ရောင်းချခဲ့တဲ့အခန်းများအတွက်နေထိုင်ခွင့်အကြောင်းကြားစာထုတ်ပေးခြင်းနဲ့အခန်းအနှံခြင်းအစီအစဉ်တို့အား မျိုးပြနှင့်အင်အားဖွံ့ဖြိုးရေးဦးစီးဌာနကအသိပေးကြေညာကြောင်းသိရပါဗျ။ရုံမရိတ်တာအင်အားတွင်ရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့အစီအစဉ်ဖြင့်ရောင်းချထားတဲ့အခမ်းအနားကိုတံမိုးငွေအကြေပေးသွင်းပြီးသူများအားနိုဝင်ဘာ18ရက်ကစတင်ပြီးနေထိုင်ခွင့်အကြောင်းကြားစာများထုတ်ပေးသွားမှာဖြစ်ကြောင်းသိရပါဗျ။နေထိုင်ခွင့်အကြောင်းကြားစာများကိုဗုဒ္ဓထောင်မြို့နယ်ဗိုလ်ချုပ်အောင်ဆန်းလမ်းမော်ရှိရန်ကုန်တိုင်းဒေသကြီးမျိုးပြနှင့်အင်အားဖွံ့ဖြိုးရေးဦးစီးဌာနအယောင်ပြကိုင်းတွင်နက်နက်စင်နိုင်မှနေ့လယ်3နာရီထိထုတ်ပေးမှာဖြစ်ပြီးနေထိုင်ခွင့်အကြောင်းကြားစာထုတ်ယူပြီးသူများအား အခန်းတော်ထုတ်ပြခြင်းနဲ့အခန်းအနံမြေအစီအစဉ်လေးတပါးလေးကြီးညာထားကြောင်းသိရပါတယ်ရခိုင်တိုင်းဒေသကြီးအစိုးရဖွဲ့ရဲ့ကြီးကြပ်မှုဖြင့်ရုံးမရိပ်သားတံမိုးနယ်အင်အားတွင်အကောင့်ထဲပေါ်တိစောက်ထားတဲ့တိုက်ခန်းပေါင်း894ခန်းကံကိုဝင်ငွေနှဲကနေရီအခက်ခဲရှိသောပြည်သူများအငိမ့်ဆဝန်ထမ်းများနှင့်တာဝန်ထမ်းဆောင်ဆဲဝန်ထမ်းငယ်များကိုရောင်းချပေးမှဖြစ်ကြောင်းကြေညာထားရလို့လည်းသိရှိရပါတယ်ရှင်။